မာတဲ့စုလေဘုရားမာတဲ့ကနလေးဘေးမှာချပြီးတော့ဘုရားကိုတတိယအောင်ပြုပြီးတော့ကလည်းရှ िख ိုးလေရတဲ့အေဂျင်ပြီးတော့အဲ့ဒါလည်းပြီးလေပြီးရောဖဏတ်ကြည့်လိုက်တော့ဖဏတ်မရှိတော့ဘူးတဲ့မမအစ်စတို့တွေ့ကြည့်လေသူကဒီနိုင်ငံကြီးမှာတရားလာထိုင်ပြီးတော့ဒီတိုင်းပြည်ဟာဘုရားမှာဖဏတ်ပြောက်တယ်ဟေးဆိုတာကြီးကသူ့နိုင်ငံရောက်လေပြင်ပြောမှာပဲလေဗျာမမအခုပဲသူကစိုးရိမ်နေရပြီဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီလိုကဖဏတ်ကအစား စိုးရိမ်နေရတဲ့အတိုင်းပြည်ကြီးဆိုတာအင်မတန်မှရှက်စရာကောင်းတဲ့ကိစ္စပေါ့တဘောရရဲ့အဆုံးအမနဲ့နိကတ်ဆုံးဆိုတဲ့ဒေဒီပတူကြောင့်ကဘရရတဲ့နေရာမှာအပြောက်အများဆုံးဖြစ်နေတာဟာတေချာဘောက်ကတော့တပြည့်လို့ရဟန်းတန်ကာတွေ၃သိန်းရှိတယ်ပဲပြောပြော၄သိန်းရှိတယ်ပဲပြောပြောတိသားချင်း၆သိန်းရှိတယ်ပဲပြောပြောဒါသီလသာသနာပြည့်နေတာတော့တေချာတယ်ပြည့်တယ်တော့ဟိုးကြီးနေဆိုင်ကိုတော်တော်များများပြောနေတာအလုံးမရှိကမ်းမရှိ ပေါ့ပါနေပေါ့မစားဘာမှတုံးစားမရတဲ့လူပုံစံမျိုးဖြစ်တာဒါရီကဘယ်သူတွေလောက်တာလဲဆိုတော့ရှင်းပြောလို့ရှင်အဲ့ဒီဖုန်းတွေသူတို့ကိုယ်တိုင်လောက်နေတာ သူတို့ကလည်းလုံနေတာဆိုတာဒါသူတို့ဓမ္မအတွက်သူရဲရဲပြောရရမှာမပြောရတော့ကိုကအထင်သေးအမြင်သေးတရားတွေဖြစ်နေတာဒါဆိုရင်သူတို့သာသနာဘလူးဖြစ်တာတကယ်တော့သူတို့တော့တဲ့တယ်ပဲဟိုတစ်ခါတဲ့တယ်ပဲပြောတာဗျာသာသနာဘလူးကဖြစ်တာမဟုတ်ဘူးဘုန်းကြီးကလည်းဖြစ်တာဗျာလို့မိစေများအားလုံးတော်လန်တော်နေတဲ့ပါဆရာတော်မင်းတို့ညာနဲ့မှတ်သားဖွဲ့ရာဓမ္မတာကိစ္စစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗုဒ္ဓသာသနာစိတ္တတိထသူဆိုရဝဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်းနှစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ် ဆေရောမင်းတို့ညဗုဒ္ဓတက္ကသိုလ်ဆေရောဥက္ကဋိတသာရမော်ဘီတို့နဲ့အတူအခုလိုဆွေးနွေးထားတာကိုလေ့လာကြမှာပဲဖြစ်ပါတယ်ဆရာတော်လက်ရှိကပြောတာဒီလိုဘုန်းကြီးကမယုံမဲနဲ့အရာတို့ကိုယ်တိုင်ပြောနေဆိုတာဒါဟုတ်ပဲဘာဖြစ်လို့ဆိုတော့ဒီလိုအခုတဏ္ဍာမှာဒါအဓိကတို့အစည်းအဝေးလုပ်တော့ဗျာမဘာသာကြောင်းဓမ္မတော်ဥစ္စေကင်ကြောင်းပြောညာသိကြဆရာတော်ဥလက္ခဏပြောတာရှိပါတယ်ခုနအာရိဏဒါနာဆိုတဲ့စကား ဟုတ်တယ်ပဲခုကလေးအရင်နဲ့တဏ္ဍာဒါလူတွေမှမပြောနဲ့ဗျာခေါင်းကြီးတကယ်ဟောနေတယ်ပိုးကြီးလေးကိုယ်တိုင်တော့ကြည့်ပါလားအเจ้าမှာဖနက်ပြောက်တယ်ဆိုဖနက်ဆိုတာဗျာအနေညာဆုံးအရာအဲ့ဒီတော့ခေါင်းကြီးနေလားဖနက်ယုံဒီဖနက်ဒီရှေ့ရသားရင်တော့မရှိဘူးဆိုတော့အကျင့်ဟာသူတို့ဒီသာနာဘလုံးမောင်မတည်နိုင်ဘူးဗျာအဲ့ဒါမို့လို့သူတို့အစပြောကြတယ်ခေါင်းကြီးနေတာမယောင်ယာစီလူနေတာသူကအဓိကလောက်ရမယ့်အရာကိုမလုံးမနဲ့မလုံးတဲ့အရာတွေကိုလုံးနေတော့သူတို့သာသနာလည်းဘာဖြစ်နေလဲဆိုတော့လူအထင်သေးစရာဖြစ်လာတယ် ဖိုးကြီးနေတဲ့လူထင်မြင်သေးတယ်ဗျနောက်ပဆုံးဗျဖိုးကြီးနေဆိုရင်ကိုတော်တော်များများပြောနေတာအလုံးမရှိ gain မရှိ ပေါ့ပေါ်နေပေါ့မစားဘာမှသုံးစားမရတဲ့လူပုံစံမျိုးဖြစ်လာဒါရီကဘယ်သူတွေလောက်တာလဲဆိုတော့ရှင်းပြောလို့ရှိရင်အဲ့ဒီဖိုးကြီးသူတို့ကိုယ်တိုင်လုံနေတာသူတို့ကိုယ်တိုင်လုံနေတာဆိုတာဒါသူတို့ဓမ္မအတွက်သူရဲရင်ပြောရရမှာမပြောရတော့ကိုကအထင်သေးအမြင်သေးတရားတွေဖြစ်နေတာဒါဆိုရင်သူတို့သာသနာဘလူးဖြစ်လာတဲ့ကြတော့သူတို့တော့တဲ့တယ်ပဲဘောရခါတဲ့တယ်ပဲပြောတာဗျာသာသနာဘလူးကဖြစ်တာမဟုတ်လို့ဘုန်းကြီးတို့ကိုယ်တိုင်ပြတ်တာဗျာလို့ တခါတခါသာသနာဘုန်းကြီးပြန်နေတာဗျာမမတကယ်တော့အလုပ်ပဲတွေ့တာဗျာရောတူဟောဗောဒီဘုန်းကြီးတွေထဲမှာဘုန်းကြီးဖနာပြောက်တော့ဘုန်းကြီးပဲခိုးပါဗောဘုန်းကြီးဖနာနဲ့လူဖနာကတူမမတူပဲနဲ့ဆိုတော့ဒီလိုတစ်ချက်တွေးမိတာဗောဒါကဒီလိုအရိနာဒါနာသီလသာသနာနဲ့ပတ်သက်ပြီးတော့ဗောဒီလိုတို့ဒီချွေတကူဘုရားမမြမှုနေဖေရတတိယဘုရားဒါမြန်မာနိုင်ငံမှာအထင်ရှားသောဘုရားတွေလို့ပြောလို့ရတာပေါ့နော်အဲ့တော့ တကိုးကြီးပါတယ်ဆိုတဲ့ဘုရားပေါ့ဘာသာရေးရဲ့ဗုဒ္ဓရဲ့အစုံမတွေနဲ့နိကတ်ဆုံးရှိပါတယ်ဆိုစေတီပထိုးကျောင်းကံတွေပေါ့ဒီကျောင်းကံတွေကိုဒီတို့သွားကြတဲ့အခါမှာ ဒါယူသေးသမှုနေမျိုးတို့ဖဏတ်တွေချွတ်ကြတယ်နော်ဖဏတ်တွေချွတ်ကြချွတ်ပြင်မဲ့လည်းပဲအဲ့ဒီနေရာတွေကပဲအပြောက်အများဆုံးဖြစ်နေတာပေါ့နော်တဘုရားရဲ့အဆုံးမနဲ့နိကတ်ဆုံးဆိုတဲ့ဒီဒီပတူကြောင့်ကဘုရားရဲ့နေရာမှာအပြောက်အများဆုံးဖြစ်နေတာဟာတေချာဘောက်ကတော့တပည့်တို့ရဟန်းတန်ကာတွေ၃သိန်းရှိတယ်ပဲပြောပြော၄သိန်းရှိတယ်ပဲပြောပြောတိသချင်း၆သိန်းရှိတယ်ပဲပြောပြောဒါတိလသာသနာပြည့်နေတာတော့တေချာတယ်ဗျာတော်မမဒီနေရာမှာတပည့်တို့ပြောကျင်တာဗာလေးဟိဆိုတော့ဟိုစက်စစ်အဖြေရှာဖို့လိုတာပေါ့ဗျာမမ ရှင်းရှားချင်းမလို့ရင်တပည့်တော်တို့ကအဲခွန်ကပြောခဲ့တဲ့အင်မတန်မောင်းဝမ်းနေစရာဖြစ်တာပေါ့နော်ပါပါပြီးတော့တို့1998 99မှာပေါ့နိုင်ငံတော်ပြည်ထိဒါနတက်ကလူတက်နေတဲ့အချိန်ပေါ့အဲ့ဒီလုံကတပည့်တော်တို့ကဟိုကြောင်းပိတ်တဲ့အချိန်မှာအီတလီယပေါ့နော်နိုင်ငံသားသူကနေပြီးတော့ဒီဆမ်မီရေတာမှာတရားစခန်းလာဝင်တယ်45ရက်တရားစခန်းဝင်ပြီးတော့အဲကြောင်းမဲ့ပိတ်နေတာနဲ့သူ့ကိုတပည့်တော်ရဲ့ဥတ္တပါကရဲ့ပေါ့နော်လိုက်ပြီးတော့ပို့တာပေါ့ တန်လင်ကျောက်ကြိုက်ကောက်ဖေအားရောက်တဲ့အခါကျတော့တပည့်တော်တို့ကမြေဖက်လေဒီမှာထားလို့ရတယ်ငါတို့လည်းဒီမှာထားမယ်လို့ပြောတဲ့အခါကျတော့ no no လေမထားချင်ဘူးတဲ့သူကမှန်ပါအဲဘာဖြစ်လို့လုံးလို့သူနေတော့ငါနဲ့စုလေဘုရားမှာတဲ့တန်လင်ဘေးမှာချပြီးတော့ဘုရားကိုတိတိကျအအောင်ပြုပြီးတော့ငါလည်းရှ िख ိုးလေရတဲ့အေးချမ်းပြီးတော့အဲ့ဒါလည်းပြီးလေပြီးရော ဖနက်ကြည့်လိုက်တော့ဖနက်မရှိတော့ဘူးတဲ့မှန်ပါအစ်စတော့တွေ့ကြည့်လေသူကဒီနိုင်ငံကြီးမှာတရားလာထိုင်ပြီးတော့ဒီတိုင်းပြည်ဟာ ဖះမှာခဏပြောက်တယ်ဟေးဆိုတာကြီးอ่ะသူ့နိုင်ငံရောက်လေပြင်ပြောมาပဲလေဗျာမှန်ပါဘူးအခုကသူကစိုးရင်နေရပြီဟုတ်တယ်ဟုတ်ဆိုရင်ဒီလိုလိုကခဏကအစစိုးရင်နေရတဲ့အတိုင်းပြည်ဟေးဆိုတာအင်မတန်မှရှက်စရာကောင်းတဲ့ကိစ္စပေါ့မှန်ပါဗျာဒါဟုတ်ဘာကြောင့်ဖြစ်လာလဲလို့တပည့်တို့ဘုံကြီးတွေကခုနပြခဲ့တဲ့စမ်းစစ်ခြင်းဖြေရှားခြင်းမရှိဘဲနဲ့သူ့နိုင်ငံကအာဒီပိဒကတရငါကဒီပိဒကတရငါကနှစ်ပုံဆောင်ငါကသုံးပုံဆောင်ငါဘီဝန်ဒသူက BA သူက MA ငါ PhD ငါဒေါက်တာဘွဲ့နဲ့ မှန်ပါဒီလိုပွဲတွေပြိုင်နေကြတယ်မှန်ပါပြီးတော့ကနေ့ပြောတဲ့တခိုးတွေအာနာရှင်တွေသွေးစွန်းလုံးလက်တွေနဲ့လက်မကြီးတွေဒီပွဲတွေပေါ်မှာထိုးပေးတာကြီးတွေကိုလည်းတာယာနေကြတယ်မှန်ပါဗျာအဲ့ဘုမာယေဆိုတွေ့ကြည့်လေရှင်ပြာတာဒနာပြုလေတခုမှမလုပ်ဘဲနဲ့တတ္တမဇောတိကယူလေမှန်ပါစာလည်းတစ်လုံးမှမချဘဲနဲ့ကန္နာဝါစကာပွဲတွေယူလေနော်ကနေ့ပြောတဲ့ဂုံနဲ့တရက်တွေဘာမှလည်းကြိုက်နေတာမဟုတ်ဘူးပြီးတဲ့လူပြန်ကြည့်ပြန်တော့လည်းပဲ ဘာမှအစဉ်တန်းရှိတဲ့လူတွေမဟုတ်ဘူးလေဗျာတို့တကိုးလေးကြကိုးလေးတိုင်းပြည်ကိုဖြစ်စည်းနေတဲ့လူတွေဆိုတာဒါကြီးတွေကိုပဲဘုံကြီးတွေကအဲ့ဝယ်ပေးပွဲဟေးဆိုရင်တခန်းတနာနဲ့ပျော်နေကြတော့ဒီတိုင်းပြည်ကဘယ်လိုလုပ်ပြီးတော့ကိုကျင်တရားတာနာဟေးဆိုတာထွန်းကားမှလဲအဲ့တော့ဒီပြည်တော်ကပြောကျင်တာဗာလေးဟေးဆိုတော့ရှေ့မှာဒီပြည်တော်ပြောခဲ့တယ်နော်စာရိတ္တဒီလာနဲ့ဝါရိတ္တဒီလာဟေးဆိုတာနော်စာရိတ္တဒီလာအကောင်ကိုနော်အရေးကြီးတာပေါ့တိုင်းပြည်ဒီမှာယနေ့ ဂျပန်နိုင်ငံကြည့်ကြည့်ပေါ့ဗျာမှန်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်ပစ္စည်းကြပြောက်တဲ့ဟေ့ဆိုလို့ရှိရင်နော်ဘာမှစိုးရိမ်စရာမရှိဘူးမရှိဘူးတော်တယ်လူမှန်များကလည်းနီးစက်ကရေစကန်ကိုအပ်ထားတယ်မှန်ပါနော်ရေစကန်ကကြော်ညာပေးတယ်ကိုပစ္စည်းကိုပြန်ယူလို့ရတယ်မှန်ပါဒီမှာတပည့်တော်တို့ကပစ္စည်းကောက်ရလို့တော့မှရေစကန်တော့အပ်တယ်ဟေ့ဆိုရင်တခိုးလက်ကိုပါပြီးတော့အခုလက်တော့ရှိနေမှာပေါ့ဟုတ်ပါဘူးအဲဆိုမန်နိုင်ပြူရမယ့်သူတွေကိုယ်တိုင်က ခိုးတယ်ဝတ်တယ်မကြည့်နဲ့မကောင်းတာပါလေမြတ်လုတ်တယ်ခဲ့ဆိုတော့ပြည်တော်တို့ဘုန်းကြီးတွေကလည်းပြောတယ်မြတ်စွာဘုရားကမင်းညစ်တရား၁၀ပါအရေးကြီးလို့သူတို့ကိုမန္တန်ပြုပြီးဒီကိုချင်းဒိခါတွေထွန်းကန်းလာဖို့ကိုစနစ်တရားပြောတာမှန်ပါပါပြည်တော်တို့တိုင်းပြည်က62ခုနှစ်တည်းကိုကခေါင်းကပြုခဲ့တဲ့အုပ်ချုပ်တဲ့စနစ်ကပြက်သွားပြက်သွားပြီမှန်ပါဒီပြက်သွားတဲ့အတွက်ကြောင့်ဘာတွေဖြစ်လာလဲပညာရေးတွေပျက်စီးလာပျက်စီးလာတယ်ကျန်းမာရေးတွေပျက်စီးလာတယ် နောက်ကနေပြောရစီဝါရေးဒီပစ္စည်းလားဟုတ်နေမှုဇေယျဒီပစ္စည်းလားပစ္စည်းလားအဲ့တော့သူတို့ကလေအာနာရှင်တခိုးတွေဆိုတော့နော်အငါတို့လိုအကျင့်ပြတဲ့လူတွေများနေမှာဒီတိုင်းပြည်ရဲ့အာနာကိုငါတို့ကစုပ်ကင်ထားလို့ရမှာမှန်ပါအဲ့တော့ဘာဖြစ်လာလဲဆိုတော့သူဘုန်းကြီးတွေကဆိုကိုကျင့်ပြဟုတ်တယ်ဟုတ်တယ်ဗျာအဲ့တော့ကျင့်ပြလို့ပြတာအရင်တော့အရှင်များတို့လူတွေလိုမြင်နေတိုင်းပြည်ဗျာမှန်ဘုန်းကြီးကောင်းကတီဝီမရှိဘူးမရှိဘူးဗျာဒါကဘယ်မှာစလဲဟေးဆိုတော့ဒီပြည်လိုလို1990ပြည်နော်တပိတ်မန္တလေးမှာတော့ အဲတန်ခါဆွန်းလောင်းမွေးကြီးကိုဆရာနာရှင်တွေကဖြတ်တာပေါ့ဗျာမှန်ပါဘူးဟုတ်တယ်ဆိုဒီဆွန်းလောင်းမွေးရလည်းပဲဒီပြည်တော်တို့အဲ88စစ်လေးလုံးကကြာဆုံးသွားကြတဲ့ရန်ရှင်လူတောင်နာပြည်သူတွေကိုရည်စူးပြီးတော့ဆွန်းလောင်းမွေးကြီးလုံးမှာအဲ့ဒီဆွန်းလောင်းမွေးမှာခုနကပြောခဲ့တဲ့နော်ဆရာနာရှင်ကရောက်လာပြီးတော့တခါတည်းအဲဒုတ်တွေနဲ့ရိုက် နော်ခြေထောက်လေးတဲ့တပိတ်ဒီကံရေးဆိုတော့လေးပြင်းလေးရဲ့ဆရာတော်ကြီးတွေကနေပြီးတော့တော်တော်ရမ်းရမ်းဆန်းဆန်းလုပ်ပြတာနော်မှန်ပါတပိတ်ပေါက်တာပေါ့နော်ဆရာတော်ဦးရဇာတို့ဆရာတော်ဦးကောင်းပြီးသားတို့တကယ်ဒီလိုပြန်ရှားတဲ့ဆရာတော်ကြီးတွေကဥဆောင်ပြီးတော့တပိတ်ပေါက်လိုက်တဲ့အခါမှာအဲ့ဒီမှာတနိုင်ငံလုံးကိုသတင်းပို့လိုက်တော့ရန်ကုန်တို့ပဲကိုတို့အကုန်လုံးတနိုင်ငံလုံးကလည်းပဲတပိတ်ဒီဆက်မောက်ကြတယ်မောက်ကြတဲ့အခါကျတော့ဆင်းရနာရှင်နော်တာရေးနာရေးဘာရေးမှမလိုက်တော့ မှန်ပါအာနာရှင်ရဲ့အဝင်းဝိုင်းဝင်နှန်းတွေပင့်တာတွေမလိုက်တဲ့ခါကျတော့နှုတ်တွေဖက်လာကြတယ်မှန်ပါမှန်ပါတကယ်ကြီးဆိုလို့ရှိရင်သူတို့မှားနေတာသူတို့ကဝင်ချတောင်းမှန်ရမှာလေဝင်ချတောင်းတယ်တောင်းမှန်ပြီးခုနကပြောတဲ့ပြည်သူစီရခိုးထားတဲ့အာနာတွေကိုနင်းနေရအကုန်လုံးကပြည်သူပြန်အပ်မှာလေဗျာဒါကြီးမအပ်ချင်တဲ့ခါကျတော့ဘာလုပ်လဲဟေးဆိုတော့နိုင်ငံတော်တန်ခါနိုင်ရကကိုတနက်ထောက်နော်ခုနကပြောတဲ့ခူလုံးလုံးအမိတ်နေထုတ်ကင်ပြီးအဲ့ဒီအမိတ်နေနဲ့တန်ခါဖမ်းပွဲကြီးလောက်တာပဲမှန်ပါမှန်ပါဗျာတကယ်တမ်းကျတော့ပဋ္ဌာန်းဒီကုဇနကမွန်အစာနဲ့ရွတ်တယ်ဟေးဆိုတာတန်ခါတော်တွေကို ဓမ္မအမှန်တရားဘက်မှာရဲရင်ရက်တည်ရဲအောင်လို့မှန်ပါမှန်ပါဗျာဒီလိုမျိုးရက်ထားတော့မှာဘုန်းကြီးကပြောခဲ့တဲ့လူတွေကအမှားမကျူးလို့ရင်မကျူးလို့ရင်မှန်ပါမှန်ပါအကဘုံမှာလည်းမစော်ကားရတော့ဘူးမှန်ပါဒီလူဘုံမှာလည်းမစော်ကားရတော့ဘူးဓမ္မအတွက်ပြောရင်းဆိုရင်ဖြစ်လာအောင်လို့ကာဝယ်တဲ့အနေနဲ့ဗုဒ္ဓဓာတ်ချပေးထားခဲ့တယ်မှန်ပါမှန်ပါအခုတော့တို့တို့အမှားမပြင်းမင်းနဲ့တန်ခါတွေကိုဖမ်းနေနော်ဘုန်းကြီးပြောခဲ့တဲ့ထောင်ချတယ်နှိမ့်ဆက်တယ်တက်ပြက်တယ်တက်ပြက်တယ်အဲ့ဒီတော့အရေးဆိုရင်ကဲဆရာတော်ဥဒုမင်္ဂလာမှန်ပါတိပိဋကကြီးပဲတိပိဋကတရဟုတ်ပါကောပြီးတာ အဖေလို့လေယေရှုသူယေရှုရင်29နှစ်နဲ့ဒီကတော့ပြီးတာလေတကယ်သူတော်ဗုဒ္ဓဖြစ်ပဲဆက်ပြောချင်တာအရာကဘူးရူမာကခေါင်းထဲမှာပြည်ပြေကဒါရတွေဘာတွေညာတွေဘာမှမရှိဘူးသူတို့ရဲ့အစပြောစကားသူတို့ ਨੇ ပေါင်းတယ်ယေရှုအရှင်ပြေတယ်မှန်ပါအပေါင်းသူတို့စန့်ကျင်တယ်ယေရှုရင်သူတို့ကဖန်ဆီးမယ်ထောင်ချမယ်နှိမ့်ဆက်မယ်တိလသာသနာအွယ်ပနေတာကိုတရိပ်မမှုပဲနဲ့မယောင်ရာစီလူနေကြတယ်မြန်မာပြည်ကဖုန်းကြီးတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာတိလသာသနာအွယ်ပအောင် ဖုံးညော်ကြီးတွေကိုအကတိနွန်တွင်မှာနိမွန်းစီအောင်အာနာယူတွေကဘယ်လိုလုံဆောင်ခဲ့ကြသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားကြမှာဖြစ်တဲ့အတွက်အလုံးသောမျော်ကြီးတို့နိုင်တယ်ဆိုတဲ့အကြောင်းကိုကြိုတင်သတင်းကောင်းပါအပ်ပါတယ်အလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်